တက်မတော်ရှင်မြတ်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ၄ရက်၁၀လ၂၀25ရက်နေ့တတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့တတင်းအနေနဲ့ပထမဆုံးစရမယ်ဆိုလို့ရှင်တော့ဒါတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဒါဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကတော့တတင်းကျွက်ကာလအတွက်မှာအကြံပတ်တွေကိုမုံဘူးလက်ဆောင်တွေလိုက်ပေးနေပါတယ်နော်မုံဘူးလက်ဆောင်တွေပေးနေတယ်အဲ့တော့ဘလောက်တန်လိုချင်လဲဆိုတာကိုတော့အကြံပတ်တွေတောင်းဆိုချက်ကိုပေးမှာဖြစ်ပါတယ်အဲ့တော့ပေါင်ထောင်တန်ကြိုက်လားပေါင်900တန်ကြိုက်လားပေါင်250တန်ကြိုက်လားနော်ဒါမှမဟုတ်ရင် စစ်ပွဲတစ်ပွဲမှာမပါမရှိပါနေတဲ့အမြောက်တက်ကလက်နက်ကြီးတွေကိုကြိုက်လာကြိုက်တဲ့လက်နက်ကြီးကိုပြောတက်မတော်ရဲ့ဒုံးနေအသေးခံဒုံးနေကိုကြိုက်လာကြိုက်တဲ့ဒုံးကိုပြောလက်ဆောင်နေပေးနေပါရင်နော်ပေးနေပါရင်အဲ့တော့တရင်ကျွတ်မုံဖို့လက်ဆောင်နေနဲ့ပထမဦးဆုံးရရှိနေတဲ့မြို့ဟိုဒေသတွေကတော့စကိုင်းတိုင်းထဲမှာတော့ဒါအများဆုံးရရှိနေတဲ့ကာလဖြစ်ပါတယ်နော်စကိုင်းကတော့အညာသားပတ်သက်ဆမတက်ပိမတက်တွေကိုမောင်းထုတ်ရှင်းလင်းခြင်းတွေစတင်နေပါပြီနော်တော့တမတော်ကဒီနေ့ဆိုလဲဒါတစ်ဆယ်ဘက်မှာပြစ်ထုတ်သွားတယ်ဒါလေချောင်းနဲ့တော့လကောင်း ဒုံးတော့၎င်းဒါတိုက်ခိုက်ရှင်းနေချိန်မုံသွားတဲ့အတွက်အကြံပတ်တွေတော်တော်များများအကြဆုံးညားတယ်လို့သိရပါတယ်နော်သိရပါတယ်အဲ့တော့ဒုံးမြန်မာနိုင်ငံမှာအကြံပတ်တွေမရှိရင်နေမြေအေးချမ်းပါတယ်နော်နေမြေအေးချမ်းပါတယ်အဲ့တော့အကြံပတ်တွေအနေနဲ့လည်းမြန်မာရသက်မှာပြီမြန်မာရသက်ပြီကျွန်တော်ထက်တယ်လေပြောနေပြီနော်အဲ့တော့တမတော်ကလည်းဒီညင်ရဲ့လမ်းကြောင်းမှာသွားခြင်းနဲ့ခမားတို့လိုချင်တဲ့ဒီမိုကရေစီအနှစ်သာရဆိုတော့အနှစ်သာရကြီးကိုလိုချင်တဲ့အတွက်နော်ဒီငင်းချမ်းကြီးလမ်းကြောင်းမဟုတ်ဖိတ်ခေါ်နေတဲ့အချိန်မှာဖိတ်ခေါ်တဲ့လမ်းကြောင်းမဟုတ်အမြန်မှန်ရတဲ့ဆိုတဲ့ live ဖို့တော့လိုလာပြီ ူလာပြီမဟုတ်လို့ရှိရင်ခင်ဗျားတို့ကိုယ့်အသက်ကိုဖဏ္ဍထောရတဲ့ကာလတွေဖြစ်သွားပါလိမ့်မယ်ဘာဖြစ်လဲဆိုတော့လက်ရှိနေထားရတကယ်တည်နေတာကအကြမ်းဖက် PDF တွေကတည်ဆုံနေတာဖြစ်ပါတယ်နော်အဲ့တော့အရင်ကလည်းကျွန်တော်ပြောနေကြတိုင်ပဲဒေတာတွေရသွားတာကတိုင်းရင်းသားရဏကိုင်းတွေအသက်တွေပိတ်ဆက်လိုက်ရတာကအကြမ်းဖက် PDF တွေငွေကြေးချမ်းသာသွားတာက NUG လို့ကျွန်တော်အများအားပြောနေကြတယ်လက်ရှိအချိန်ဒီ NUG အနေနဲ့ရနေတဲ့ငွေကြေးပမာဏတွေကိုသူတို့အချင်းချင်းပဲသူတို့ဝေစုတွေခွဲနေတယ်ဝေစုတွေခွဲနေတယ်ခင်ဗျားတို့အောက်ခြေကအကြမ်းဖက် PDF တွေကို ချပေးနေရမှာရှိဘူးလက်နက်ခဲရန်ထောက်ပံ့တာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကတခုတော့ကျေးဇူးတင်ပါတယ်ဒီကောင်းနေအဲ့လိုများများခိုးစားတယ်ခင်ဗျားတို့ဒီကိုလက်နက်ခဲရန်မရောက်လို့ဖြစ်တဲ့အတွက်မြန်မာပြည်ကြီးမှာခင်ဗျားတို့ခိုးဆိုးလူနိုင်တယ်မဖြစ်တော့ဘူးဗျာမဖြစ်တော့ဘူးအဲ့တော့ဒါပေမဲ့အကြမ်းဖက်တွေအနေနဲ့မြန်မာရသည်မီမကြခင်ရွေးကောက်ပွဲကြီးလဲစတင်ကျင်းပတော့မှာဖြစ်တဲ့အတွက်ရွေးကောက်ပွဲပြီးတာနဲ့ခင်ဗျားတို့တို့ပြေးပြန်မြည်မရှိအောင်တမတော်ကစော်ပါလိမ့်မယ်နော်လက်ရှိနေထားရတော့မှတမတော်အနေနဲ့ရနိုင်တဲ့မျိုးတွေမှန်သမျှအကုန်ကောက်သိမ့်ပြီးဖြစ်ပါတယ်နောက်တစ်ခါတော့လက်နက်ကင်တွေရဲ့ပြောတဲ့စကားတော့ခွင့်ရှိတယ် တကားတခွင့်ရှိတယ်အဲ့ဒါဗာလဲဆိုလို့ရှိရင်ဒါအများဆုံးကတော့ tier 4ရဲ့ကြွေးကြော်တန်တွေပေါ့နော် tier 4ရဲ့ကြွေးကြော်တန်တွေတော့တက်မလို့က62မြို့ပေါ့သူတို့ပြောတဲ့ထဲမှာ62မြို့ပေါ့ရွာတွေရောပါတာပေါ့နော်အဲ့တော့ပါထားတဲ့မြို့တွေတဲကနေပြီးတော့တစ်နှစ်ကိုတစ်မြို့လုံးသိရင်တော့မှ62နှစ်ကြာမှစရက်ကအဲ့မြို့တွေပြန်ရမယ်ဆိုပြီးတော့သူတို့အကျံဘက်လက်နက်ကန်တွေပြောလိုက်တာအဲ့တော့တက်မလို့ကတကယ်လဲလုတ်ပြလိုက်ရော45ရက်ပဲကြာပါတယ်အကြောင်းပဲ45ရက်ပဲကြာတယ်တက်မလို့အလုံးစုံသိမ်းသွားလားအလုံးစုံသိမ်းသွားလားလက်ရှိကြောင်မဲမှာ ဒီကျမကြီးဆောင်ရှောက်မှုစေယုံနေပြန်လည်းဖွင့်နေအောင်လုပ်ပေးနေတယ်။ပြီးရင်ဒီကျောင်းနေရွယ်ကလေးတွေပညာသင်ကြားခွင့်ရအောင်ဒါအမြန်ဆောင်ရွက်ပေးနေရရှိတယ်။ပြီးရင်ဒီဒေတာကန်နေဖွံ့ဖြိုးတိုးတက်ရေးပြန်လည်နေရာချထားရေးတွေကိုဒါတမတော်ကပူပေါင်းဆောင်ရွက်မှုတွေလုပ်နေပါပြီ။မကြခင်ဟိုကြောင်မဲဒေတာကန်ပြည်သူတွေလက်ရှိလည်းပြန်လည်နေထိုင်လို့ရပြီ။ဒါဆက်လက်လည်ဖိတ်ခေါ်နေပါပြီเนาะအဲ့တော့ကြောင်မဲဒေတာကန်ပြည်သူတွေစစ်ဆောင်နေရတဲ့ဒေတာကန်ပြည်သူတွေပြန်လို့ရပါပြီเนาะအဲ့တော့ကြောင်မဲကတမတော်ရဲ့ထိန်းချုပ်မှုထိန်းချုပ်ကွက်ကဲမှုအောက်ကိုပြန်ရောက်နေပြီဖြစ်ပါတယ်။နောက်တစ်ခုတော့ ကြောင့်တမတော်ကိုအားပေးတဲ့လူတွေရောနိုင်ငံကိုတကယ်ချစ်ပါတယ်ဆိုတဲ့လူတွေရောဗုဒ္ဓဘာသာကိုတကယ်မျက်နှိုးပါတယ်ဆိုတဲ့လူတွေရောနော်အဲ့တော့တချို့တချို့သောမီဒီယာတွေတချို့တချို့သောသတင်းသမားတွေတချို့တချို့သောဆိုရှယ်မီဒီယာတွေခင်ဗျားတို့တွေပြည်သူကိုအစိတ်မကြွေးပါနဲ့ပြည်သူကိုအစိတ်မကြွေးပါနဲ့ကျွန်တော်ဘာလို့အဲ့လိုပြောလဲဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုဖိုင်တချို့ဗီဒီယိုဖိုင်လေးတွေမှာကျွန်တော်တွေ့ရတယ်ပြန်ဆက်ရမယ်ဆိုရင်မင်းညစကားတိုင်းပဲ နေပြည်တော်မှာပတိဆောင်မဲ့ကိစ္စနေပြည်တော်မှာပတိဆောင်မဲ့ကိစ္စကိုတချို့တချို့သောမီဒီယာတွေတချို့တချို့သောလူတွေကပြည်သူလူထုကိုအစိတ်ကြွေးနေရတဲ့တူနေတဲ့အစိတ်ကြွေးနေရတဲ့တူနေတယ်ဒါကြောင့်မလို့ခမရတို့ရဲ့စကားပြောပုံစုံပုံတွေကိုဆင်ကျင်မှာခမရတို့ကိုအားပေးတဲ့လူတွေကဒီဟာကြီးကအမှန်လားဆိုတဲ့အမားကိုအမှန်မြင်သွားရင်ခမရတို့တမိုင်းမှာလည်းရိုင်းပါတယ်နော်အဲ့တော့ဒီဟိုပြည်သူလူထုမှာလည်းအစိတ်တက်ပါတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်လက်ရှိနေပြည်တော်မှာဆောင်မဲ့ပတိကိစ္စကျွန်တော်တို့အားလုံးဗုဒ္ဓဘာသာရှိတဲ့လူတွေရောဖရာသားတော်တွေရောနော်ပြည်သူလူထုရော ပြီးရင်တိုင်းသား135မျိုးလုံးရောအကုန်တော်တော်များများကပူပေါင်းပါဝင်ပြီးတော့ဒါကိုကန့်ကွက်နေကြတယ်ဒါကိုမဆောက်ဖို့ဆိုင်ငံ့မှုကန့်ကွက်နေပါတယ်ကန့်ကွက်နေပါတယ်ဘာနဲ့ပတ်သက်ပြီးချိုးမီဒီယာတွေမှာဗာတင်လဲဆိုလို့ရှိရင်ဒါက2008ဖွဲ့စည်းပုံနဲ့2008ဖွဲ့စည်းပုံတွေကလုတ်ပိုင်ကွန်းကိုကျင့်သုံးပြီးလုတ်တယ်ဆိုပြီးတော့ဘူးမသိဘာမသိပြောနေတဲ့ဖာသမတာသမီတွေနော်နည်းနည်းလေးတော့ရိုင်းလိုက်မယ်တိတ်ခတ်ပြီးတော့နားတော့ဖာသမတာသမီတွေအဲ့2008ဖွဲ့စည်းပုံတွေမှာကျွန်တော်တို့135မျိုးနဲ့မြန်မာနိုင်ငံကြီးမပြတ်စည်းရေးအတွက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်ပါတယ်နော်ဖွဲ့စည်းပုံဖြစ်ပါတယ်ဒါကြောင့်ဒီ2008ဖွဲ့စည်းပုံကကျွန်တော်တို့လက်ဟိုလက်ဆွဲအဲ့ပုံစံမျိုးလက်ဆွဲစာဆောင်လိုပုံစံမျိုးလှုပ်ထတာဖြစ်ပါတယ်နော်ကလားတွေတော့မပါဘူးမွတ်စလင်တွေတော့မပါဘူးမွတ်စလင်ဆိုတာကျွန်တော်135မျိုးထဲမှာမပါဘူးအဲ့ခွေးမျိုးတွေခွေးမျိုးတွေမပါဘူးမပါဘူးအဲ့ဒါကိုကျွန်တော်တို့ဒီလူတို့လည်းသိဖို့လိုတယ်အခုပြောနေတဲ့မီဒီယာတချို့လည်းသိဖို့လိုတယ်2008ဖွဲ့စည်းပုံရဟိုလုတ်ပိုင်ခွင့်အာဏာရလုတ်ပိုင်ခွင့်အရာ ဟိုတည်ဝင်စောက်ခွင့်ပြုထားတယ်လို့ပြောရအောင်အဲ့2008ဖွဲ့စည်းပုံထဲမှာကလားနဲ့ပတ်သက်ပြီးခွင့်ရေးပေးထားတဲ့ဖွဲ့စည်းပုံအကန့်တကန့်ပိုင်ကျွန်တော်ပြပါအောင်ပြပါအောင်ရှိပါလိမ့်မယ်လူသားချင်းစာနာထောက်ထားမှုဘာညာပုကွာအဲ့အဲ့တော့ရှိလိမ့်မယ်ဒါပေမဲ့တည်ဝင်2008ဖွဲ့စည်းပုံထဲမှာမပပါဘူးနော်အဲ့တော့ကျွန်တော်တို့ဒီလိုပြောနေတယ်ဆိုတာဘာဖြစ်လို့ကျွန်တော်တို့ဒီလိုပြောနေလဲဆိုရင်အခုအချိန်မှာဘာမှမဖြစ်ပေမဲ့နောက်တစ်ချိန်မှာကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအားလုံး135မျိုးလုံးအားလုံးခင်ဗျားတို့ခွေးလက်ခွန်ဆောင်ရလိမ့်မယ်နော် ်ခွေးလက်ခွန်ဆောင်ရမယ်အဲ့တော့ခွေးလက်ခွန်လို့ကျွန်တော်ဘာလို့ပြောလဲမမရင်ပြောရင်ဒီကောင်တွေကကျွန်တော်ဗုဒ္ဓဘာသာကိုစော်ကားတယ်ဗျာနော်အဲ့တော့ဒါကကျွန်တော်ဟိုဘာသာရေးထဲမှာပါသွားပြီဒါမှမဟုတ်ကျွန်တော်ပြောလက်စားနဲ့တော့ပြောလိုက်မယ်ဒီကောင်တွေတော်တော်များများကကျွန်တော်ဗုဒ္ဓဘာသာကိုစော်ကားတယ်ခရိယံဘာသာတွေကိုစော်ကားတယ်သူတို့ဘာသာမှာအကောင်းဆုံးလို့သူတို့ထင်နေတဲ့ဖွဲ့တွေအဲ့တော့ကျွန်တော်ပြောလိုက်မယ်သူတို့ကိုးကွယ်တာကဘာကိုကိုးကွယ်လဲဘာကိုကိုးကွယ်လဲအမမရင်ပြောရရင်ဒီကောင်းလေးကိုးကွယ်တာလီးကိုဖះမှတ်ပြီးကိုးကွယ်နေတာနော်အဲ့လို မမရင်ပြောရရင်ဘာသာကြီးကမကောင်းဘူးပြမကောင်းဘူးနော်ခင်ဗျားတို့သူတို့ဟာညင်မှုပါလိမ့်မယ်သူတို့ ဟိုဟိုကလုံနေတဲ့ပုံတွေကျွန်တော်အဲ့လိုတိုင်းရင်သားဟိုသူတို့ကိုကျွန်တော်မစော်ကားခြင်းဘူးဒါပေမဲ့တချို့တချို့တော့ဗီဒီယိုဖိုင်တွေမှာအဲ့လိုစော်ကျွန်တော်တို့ဗုဒ္ဓဘာသာကိုစော်ကားထားတယ်တွေ့ရတဲ့အတွက်ကျွန်တော်အဲ့လိုမျိုးတွေတုတ်ပြပေးတာနော်ဒါသူတို့ကသူတို့ဘာဝဲကို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 ကျွန်တော်စိတ်မဝင်စားဘူးကျွန်တော်တို့ဘာသာကိုလည်းသူတို့မစော်ကားနဲ့သူတို့ဘာသာကိုလည်းကျွန်တော်တို့မစော်ကားဘူးကျွန်တော်ခရစ်ယာန်ဘာသာတွေကိုလည်းကျွန်တော်တို့တွေမစော်ကားဘူးဒါပေမဲ့ယခုလက်ရှိစောက်ပေးမဲ့ပလီကိစ္စဒီပလီကလုံးဝအခုချိန်မှာနိုင်ငံတော်ကြီးကဲတွေအနေနဲ့စစ်ကောင်းဆောင်တွေအနေနဲ့ခင်ဗျားတို့တမိုင်းမရိုင်းမှုဒါကိုဆိုင်းငံ့တဲ့နေလက်ရှိရွေးကောက်ပွဲကာလလည်းရှိနေတယ် ဒါကိုစုပုံမှုတခုမဖြစ်အောင်ခင်ဗျားတို့ဒါကိုဆိုင်းငံ့ထားတဲ့နယ်ဆောက်လုပ်ခွင့်နေယာယီပိတ်ထားတဲ့နယ်ဘာဖြစ်လို့လဲဆိုလို့ခင်ဗျားတို့ရဲ့တမိုင်းမှာနောက်တစ်ချိန်မှာရိုင်းသွားမယ်နော်အဲ့တော့ပွင့်လင်းပြောရရင်တမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လည်းဦးစီးပြီးတော့အောက်ခြေမှာရှိတဲ့ဒါအရာရှိကြီးတွေခင်ဗျားတို့တမိုင်းရိုင်းမှလိမ့်မယ်နော်ဒါကြောင့်မလို့ဒီလိုတမိုင်းမင်းနောက်တစ်ချိန်မှာခင်ဗျားတို့တမိုင်းမင်းရိုင်းမှုအတွက်ကိုဒီယာယီကိုဆိုင်းငံ့စေခြင်းနဲ့အားလုံးကလည်းကန့်ကွက်နေပါတယ်နော်အဲ့ကန့်ကွက်တဲ့အတိုင်းဒါကိုဆိုင်ငံ့ပေးပါလို့ကျွန်တော်တို့အနေနဲ့ဒီရက်နေပြီးတော့မြစ်တာရက်ခံတယ်အဲ့လိုမှမဟုတ်လို့တခြားနေရာတွေကဆိုးလာတယ်ဆိုလို့ရှိရင်တော့ သိကြပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကနောင်တစ်ချိန်နောင်နောင်ကျွန်တော်တို့အသက်တွေကြီးသွားတဲ့အချိန်ကျွန်တော်တို့တွေလူလောကထဲမှာမရှိတော့တဲ့အချိန်ကျွန်တော်တို့ဘဝဟိုဘဝတစ်ခုကိုကူးပြောင်းသွားတဲ့အချိန်ကြလို့ရှိရဲ့မြောက်ကျွန်တော်တို့မြန်မာနိုင်ငံကြီးကနောင်လာနောင်သားတွေခွေးလက်ခွန်ဆောင်ရတဲ့အဖြစ်ကိုရောက်သွားပါလိမ့်မယ်နော်လက်ရှိအနေထားရတယ်ခင်ဗျနိုင်ငံကြီးတွေတောင်မှဒီကောင်တွေကြီးစိုးနိုင်သေးတာကျွန်တော်တို့မြန်မာနိုင်ငံကတည်တည်လေးပါတည်တည်လေးပါနိုင်ငံငယ်လေးစင်းင်းထဲမှာပဲပါတာဒါကြောင့်မို့ကျွန်တော်တို့မြန်မာနိုင်ငံမှာပပျောက်ရေးအတွက်ကိုဒီအရာတွေကိုစင်ကြင်မှုလိုပါတယ်လို့မဆိတ်ပေးလိုက်ပြလေအဲ့တော့ ါဒါကတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့အကြံပတ်တည်ရလေးတွေအကြံပတ်တည်လေးမှမဟုတ်ဘူးဗျဘယ်လက်နက်ကင်မဆိုသူတို့ဒီမျိုးကနေစွန့်ခွာရတော့မယ်ဆိုလို့ရှိရင်အဲ့မျိုးမှရှိတဲ့ပစ္စည်းတွေအကုန်ရနိုင်တယ်များတဲတာရနိုင်တယ်များတဲတာအဲ့ဒါဘယ်လက်နက်ကင်မဆိုနော်ကိုကန့်တော့ကလည်းလာရှုမှအဲ့လိုတဲခဲ့တာပဲနော်လက်ရှိတည်ရလေးကကြောက်မဲမှသူတို့တဲပိုင်ခွင့်မရှိဘူးကြောက်မဲကိုသူတို့လျှက်တပြက်ဝင်လာတာဖြစ်တဲ့အတွက်သူတို့တွေအရန်ကြီးတဲလို့မရဘူးတဲလို့ရတဲ့လောက်တော့သူတို့တဲသွားတယ်တဲလို့မရတဲ့ဟာတွေကိုမီးရှို့ဖြက်စီမိုင်းခွဲခဲ့တယ် ရှမ်းတိုင်းရင်းသားတွေရဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တယ်။ဒါကသူတို့ကြောင်မဲမှာတဲလို့မရတဲ့အတွက်လက်ရှိတိဘောတတမတော်ကတိဘောကိုထိုးစစ်ဆင်နေပြီလဲဆိုတော့ဗာဖြစ်တယ်။တိဘောမှာရှိတဲ့နော်ဒေသခံပြည်သူလူထုပိုင်ဆိုင်တဲ့ပစ္စည်းတွေမှန်သမျှကိုအကုန်လုံးခိုးယူတဲပြီးတော့ဒီနှစ်ရက်နှစ်ရက်စပြီးတော့သူတို့တွေခိုးယူတဲတယ်။ဒီနေ့ချိန်ထိလည်းတဲနေတော့မှာနော်မန်တုံဘက်ကိုတဲနေတယ်လို့တော့ကျွန်တော်တို့သတင်းရတယ်။အဲ့တော့ဒီကောင်တွေကစစ်ကိုပုံဖော်တာကသူတို့ပြောနေတဲ့ဆရာနာရှင်ကြာရှုံးရေးတို့နော်တိုင်းရင်းသားလူခွင့်ရရှိရေးတို့ဆိုတဲ့ခေါင်းစဉ်တွေနဲ့တိုက်နေပေမဲ့အမှန်တကယ်မှာတော့ပြည်သူလူထုရဲ့ စည်းစိမ်ဥစ္စာတွေကိုခိုးယူတည်ဆောင်ခြင်းတဲ့အတွက်ဒီစစ်ကိုပုံဖော်ခဲ့တယ်လို့ပဲကျွန်တော်တို့ညင်ပါတယ်ညင်ပါတယ်အားကြောင့်မလို့အချုပ်နဲ့ပြန်ပြောရလို့ရှိရင်ဒီနေ့ရတော့သတင်းတွေအများကြီးရှိတယ်ဒါပေမဲ့အလုတ်ကိစ္စလေးတွေရှိနေတဲ့အတွက်ဒီတစ်ပိုက်ပဲတင်ပေးပါတယ်နောက်ရက်တွေနောက်ရက်တွေမှာလည်းဆက်လက်ပြီးတော့သတင်းတွေတင်ဆက်ပေးမယ်ဟောနိုင်ငံအချုပ်အနေနဲ့ပြန်ပြောရရင်နိုင်ငံတော်ကအကြီးအကဲခေါင်းဆောင်တွေခင်ဗျားတို့ရဲ့တမိုင်းမရိုင်းမှုတွက်ကိုဒီပလီဆောက်မဲ့ကိစ္စကြီးကိုယာယီဆိုင်ငံ့ပေးပါလို့ဒီနေ့ကနေညစ်တာရက်ခံလိုက်ပါတယ်မဟုတ်ရင်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေနောက်တစ်ချိန်မှာခွေးလွှတ်ခွန်ဆောင်ရမှာလိမ့်မယ်ဒီလောက်လေးပဲပြောရလိုက်ပြန်စီ